မင်္ဂလာပါဒီနေ့တော့ကုံစည်းနှုံတက်လာတာကြောင့်အိမ်ထွက်တီးနှံကိုသာအဓိကထားစားသုံးနေရတဲ့တဲ့ကြောင်မဲမှာလက်နက်ကြီးကြောင့်အမျိုးသားတအူးတည်ဆုံအမျိုးသမီးနှစ်ဦးထိခိုက်ဒဏ်ရာရတဲ့တဲ့ဇက်ရုံမျိုးစုံတုပ်ဆောင်ပြီးတရင်စုဆောင်နေတဲ့စစ်ကောင်မရှင်တက်ရဲ့ဆရာဖားနဲ့တရင်ပေးဆယ်ဦးကိုဖမ်းမိတယ်လို့ TNL ထုတ်ပြန်တဲ့တဲ့စတဲ့ Federal FI ရဲ့ဒီနေ့စက်တင်ဘာလ25ရက်အတွက်နေ့စဉ်သတင်းတွေကိုကြားကြရပါပါနောက်ပိုင်းမှာတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ် ဂရနီဘီဒီမော့ဆိုမြို့နောက်ချမ်းကစစ်ရှောင်တဲ့ဒေသခံတွေဟာကုန်စည်စင်းတို့မြင့်တက်လာတာကြောင့်အိမ်ထွက်သီးနှံတွေကအဓိကထားစားသုံးနေရတယ်လို့စစ်ရှောင်ဦးဖိလစ်ပူကဖက်ဒရယ် FM ကိုပြောပါတယ်။နွေရာသီမှာကုန်စည်နှုန်းတက်တာပေမဲ့မိုးရာသီမှာဈေးပိုတက်နေပြီးဂေါ်ဘီတို့ဆိုရင်နွေရာသီမှာတစ်လုံး800ကျပ်ကနေလက်ရှိတစ်လုံး2000ကျပ်ထိဈေးတက်လာတယ်လို့သူကဆိုပါတယ်။ ကုံစိမ့်အဓိကဝဲယူရာဒေသမှာကုံစိမ့်စိုက်ပျိုးမှုပြန်ဆားတဲ့အချိန်စစ်ကောင်မရှင်ရဲ့စစ်ကြောင်းဝင်လာတာကြောင့်စိုက်ပျိုးရေးဆက်မလုပ်နိုင်ပဲတောင်သူတွေရွှေ့ပြောင်းကြရတဲ့အတွက်ကုံစိမ့်ရှားပါလာတာလို့သိရပြီးတော့လေးမိုင်ဒေါ်တူီပစေးလာချယ်ရီကုန်းတကြောကကုံစိမ့်အများစုဟာနမဲခုံနဲ့ကုံတာကြီးရွာကထွက်တဲ့ကုံစိမ့်ကိုသာအဓိကထားဝဲယူရောင်းချနေကြတာဖြစ်ပြီးတော့ကုံတာကနေလက်တလုံးဝဲယူလို့မရသေးဘူးလို့ကုံစိမ့်ရောင်းချသူတွေကပြောပါတယ် စစ်ကောင်မရှင်နဲ့တအန်းပြည်သူလွတ်မြောက်ရေးတပ်မတော် TNL တို့ထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်ပင်ပေါ်ကြီးရွာကိုစစ်ကောင်မရှင်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်အမျိုးသားတဦးတေဆုံးပြီးတော့အမျိုးသမီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNL ကဒီနေ့မှသတင်းထုတ်ပြန်လာပါတယ်။ကြောင်မဲမြို့ကို TNL တပ်ကထိန်းချုပ်ထားတာဖြစ်ပြီးအဆိုပါလက်နက်ကြီးကြောင့်ဦးဆန်းလွင်ဆိုသူပွဲချင်းပြီးတေဆုံးခဲ့ကဇနီးဖြစ်သူဒေါ်နီနီနဲ့ တမီမဆုနရီလွင်တို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။မနေ့ကစက်တင်ဘာလ24ရက်နေ့လယ်တနာရီဝန်းကျင်မှာလဲကြောင်မဲမြို့နယ်မိုင်းတင်းကျေးရွာအုပ်စုပင်တီးကျေးရွာဘုံကြီးကျောင်းကိုလေရင်နဲ့ပေါင်150ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ဘုံကြီးကျောင်းထိမှန်ပျက်စီးသွားတယ်လို့လည်းသိရပါတယ်။ဒါ့အပြင်နတ်ဆော့ကျေးရွာကိုပေါင်150ဘုံတစ်လုံးကျဲချခဲ့ပြီးပြည်သူပိုင်ပြောင်းဆိုင်ခြံတွေပျက်စီးခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပြီးတော့ TNL ကတော့ ပြည်သူတွေအနေနဲ့စစ်ကော်မရှင်တပ်ရဲ့လေကြောင်းရန်ရှောင်ရှားနိုင်မှုစစ်ရေးသတိရှိကြဖို့လိုအပ်ပြီးလေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီးလန်းတွေကိုလည်းလိုက်နာကြဖို့တိုက်တွန်းထားပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်နဲ့တီဘောမြို့နယ်တို့မှာသတင်းရယူဖို့စစ်ကော်မရှင်တပ်ကဆေလွတ်ထားတဲ့စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့စာရဖနဲ့သတင်းပေးဆယ်ဦးကျော်ကိုဖမ်းမိခဲ့တယ်လို့တအန်းပြည်သူတပ်မတော် TNL ကသတင်းထုတ်ပြန်ထားပါတယ်။သူတို့က TNL ရဲ့ test scan ၊ gate scan နေရာ၊လူအင်အား၊လက်နက်အင်အား၊ဌာနဆိုင်ရာအင်အားတွေကိုခြေလျင်၊ cycle ၊ line car ၊အိတ်စီးကားအမျိုးမျိုးအသုံးပြုပြီးတော့ပုံစံအမျိုးမျိုးနဲ့ဟန်ဆောင်ဝင်ရောက်ပြီးသတင်းတွေထောက်လန်းရယူခဲ့တာလို့ TNL ကဆိုထားပါတယ်။ဒါ့အပြင်အဲ့ဒီသတင်းပေးတွေဟာလေကြောင်းပစ်မှတ်အတွက်သတင်းပို့တဲ့အလုံနဲ့လေကြောင်းတိုက်ခတ်မှုဖြစ်ပြီးတိုင်းထိရောက်မှုရှိမရှိစတဲ့အခြေအနေတွေကိုပါကြည့်ရှုပေးနေရသူတွေဖြစ်တယ်လို့လည်းဆိုထားပြီးတော့စစ်ကောင်မရှင်တက်လွယ်ကူစွာဝင်ရောက်နိုင်မဲ့လမ်းကြောင်းတွေ ထောက်ပို့လမ်းကြောင်းတွေကိုလည်းအ धिक ထားထောက်လမ်းသတင်းပေးပို့ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။သူတို့အချင်းချင်းဆက်သွယ်မှုပြုလို့ရမှာလက်ဟန်အမူအရာလက်ဖက်ရည်ဆိုင်လမ်းဘေးကွင်းရဆိုင်နဲ့လူရှင်းတဲ့နေရာတွေမှာလူချင်းတွေ့ပြီးတဦးနဲ့တဦးသတင်းပေးအဲ့ဒီကနေတဆင့်စစ်ကော်မရှင်တပ်ထံကို online စကားပြောပလက်ဖောင်းတွေဖြစ်တဲ့ Viber, Facebook, WeChat, Telegram တို့ကနေသတင်းပေးပို့ခဲ့ကြတယ်လို့ TNL ကဆိုပါတယ်။ဖမ်းဆီးရမိထားတဲ့သူတွေကိုလုံခြုံစိတ်ချရတဲ့နေရာမှာထိန်းသိမ်းထားပြီးတော့ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားရင်တအံ့ပြည်ဥပဒေနဲ့အညီအေးအေးယူသွားမယ်လို့ထုတ်ပြန်ထားပါတယ်။အခုဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုကြားကြရမှာပါ။ထိုင်ဝမ်မိသက်ဌာနကအခုသတင်းပတ်အတွင်းတိုင်ဖုန်းမုန်တိုင်းကြောင့်မိုးတဲထန်စွာရွာသွန်းခဲ့ပြီးတော့မြို့တွေကို တောင်ကျရေတွေစီးလာတာကြောင့်ရေကြီးပြီးတည်ဆုံးမှု14ဦးထိရှိလာက33ဦးပျောက်ဆုံးနေတယ်လို့ပြောပါတယ်။အရင်နေ့တွေကလူ16ဦးတည်ဆုံးခဲ့တယ်ဆိုတဲ့စီးရင်ထုတ်ပြန်ချက်က ပို့ပြီးတော့တွက်ချက်ထားမိတာကြောင့်စီရင်မှန်14ခုပြန်လဲပြင်ဆင်ခဲ့တာပါပျောက်ဆုံးသူအရေအတွက်ဟာမနေ့ကဗုဒ္ဓဟူးနေ့မှာ152ယောက်ရှိခဲ့ပေမဲ့ဒီနေ့မနေ့ပိုင်းမှာတော့ပျောက်ဆုံးသူ33ဦးပဲကျန်နေပြီးတော့အစိုးရကအဆက်အသွယ်များသေးတဲ့အဲ့ဒီလူတွေကိုရှာဖွေနေသေးဖြစ်တယ်လို့လည်းသိရပါတယ်။လာမယ့်လအတွင်းအရှိတောင်အာရှနိုင်ငံတွေနဲ့ကုန်သွယ်မှုသဘောတူညီချက်တွေကိုအပြီးသတ်ဖို့အမေရိကန်အနေနဲ့မျှော်လင့်ထားတယ်လို့အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ဂျင်းစင်ဂရီယာကဗိုလ်ထူးနေဒေတာတွင်မိတ်ဆက်တွေ့ဆုံရေးမှာပြောခဲ့ပါတယ်။ကွာလာလမ်ပူမှာအာဆီယံစီးပွားရေးဝန်ကြီးတွေနဲ့တွေ့ချိန်မှာအမေရိကန်ရဲ့အခွန်စည်းကြမှုတွေကအာဆီယံစီးပွားရေးပေါ်တက်ရောက်လာနိုင်မယ့်အခြေအနေနဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်နေကြတဲ့ဘိုဂရီယာကအခုလိုပြောခဲ့တာပါ။အခောက်ကုံနှုံးထားတွေအနေနဲ့ဒေတာအများစုအတွက်19ရာခိုင်နှုန်းနဲ့20ရာခိုင်နှုန်းလာအိုနဲ့မြန်မာက40ရာခိုင်နှုန်းနဲ့စင်ကာပူက10ရာခိုင်နှုန်းပေးရမှာဖြစ်ပြီးအမေရိကန်ကို ကမ္ဘာအထမမြောက်အကြီးဆုံးကုန်သွယ်ပို့နေတဲ့ BNN နိုင်ငံအနေနဲ့ကုန်ပစ္စည်းအတွက်အခွန်20ရာခိုင်နှုန်းပေးရမှာကြောင်းနှစ်စဉ်ဒေါ်လာ25ဘီလီယံဆုံးရှုံးနိုင်ခြေရှိပြီးဒေတာတွင်အဆိုးရွားဆုံးစီးပွားရေးဖြစ်လာမယ်အနေရရှိတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကထုတ်ပြန်တဲ့ခန့်မှန်းချက်တွေအရသိရပါဗျ။အမေရိကန်ပြည်ထောင်စုဟာအာဆီယံနဲ့ကုန်သွယ်မှုကိုကြိုးဆိုပေမဲ့ဟန်ချက်ညီပြီးအပြန်အလှန်ထိန်းချုပ်ရမယ်လို့ဂရီးယားကမှတ်ချက်ပေးခဲ့ပါဗျ။ ဒီသတင်းတွေကို Rider သတင်းဌာနကိုကူးကားပြီးတော့ဖော်ပြထားတာပါဒီနေ့စက်တင်ဘာလ25ရက် Federal FI ရဲ့နေ့စဉ်သတင်းနဲ့နိုင်ငံတကာသတင်းတွေကိုကြားခဲ့ရတာပါကျွန်တော်တော့မှပါခင်ဗျာ